မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်သူရဟင်းဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာပေါ့နော်ကျွန်တော်ဆက်နရာဒီဝင်နဲ့ပတ်သက်ပြီးတော့တလားစာဟောစရံတွေဟောကြားပေးမယ်ဖြစ်ပါတယ်ခင်ဗျာကောင်ရာဒီဘွားတွေအတွက်ပေါ့နော်ဒီနိုဝင်ဘာလအတွက်ပေါ့နော် Aquarius အတွက်တလားစာဟောစရံတွေဟောကြားပေးမှာပါ ကုံယာရီဘွားတွေကနိုဝင်ဘာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အတိုက်အခိုင်နှောက်ယှက်တွေကြုံရတတ်တယ်။ပြောမစွင်ရင် ကုံယာရီဘွားတွေကမိမိရဲ့စီးပွားသူပြိုင်ဘက်စတာတွေမိမိကိုထိုးနှက်တိုက်ခိုင်းလိုက်မယ်မိမိရဲ့သတင်းစုသတင်းတွေကိုဖြန့်လိုက်မယ်ပြောမစွင်မိမိကကောင်းတဲ့ရှိနေတောင်မှဒီမိမိရဲ့စီးပွားအပြိုင်တွေကမိမိကို စီးပွားဖြတ်တည်င်းဖြတ်တတ်တယ်တည်င်းဖြတ်တယ်တော့ပေါ့နော်မိမိစီးပွားရေးနဲ့ပတ်သက်ပြီးတော့ထိခိုက်တတ်တယ်ပြောမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်လာရင်ဒီကုံရာဒီဘွားတွေမှာနိုဝင်ဘာလမှာပေါ့နော်ဒီလထဲမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အထုကယူပြုစီချင်ပါတယ်နော်အတိုက်ခတ်အနှောက်ယှက်အရန်များပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လူမှုရေးလူမှုရေးနဲ့ပတ်သက်ရင်တော့ကုံရာဒီဘွားတွေကဒီနိုဝင်ဘာလမှာလူမှုရေးနဲ့ပတ်သက်ပြီးတော့အနေငယ် ညံ့တယ်မိမိကိုဘာရင်မှမဟုတ်တဲ့အကြောင်းတရားတွေနဲ့ဆွတ်ဆွဲတတ်တယ်ဘာရင်မှမဟုတ်တဲ့အကြောင်းတရားတွေနဲ့မိမိကိုထိုးနှက်တိုက်ခိုက်တတ်တယ်လာဖြစ်တယ်ပြောမှဆိုရင်ကုံယာဒီဘွားတွေကဒီနိုဝင်ဘာလမှာမိမိကိုမကူညီပဲနဲ့ပေါ့နော်ထိုးနှက်တိုက်ခိုက်ချထတ်တဲ့ပတ်ဝန်းကျင်တွေကြောင့်မိမိစိတ် ပင်ပန်းမှုတွေစိတ်အဆင်မပြေမှုတွေဖြစ်တတ်တယ်။ဘေးစကားစတာတွေကိုအသက်နိုင်ဆုံးရှောင်ကြားပြီးတော့လှုပ်ချင်နေတဲ့အရာကြီးကို ရှေ့ဆက်ပြီးတော့လှုပ်ပါပြောမှဆိုရင်မိမိကိုကောင်းသည့်အကြံပေးရင်တော့၎င်းဆိုးသည့်အကြံပေးရင်တော့ကောင်းမိမိရဲ့စိတ်အုံနှောင်းနဲ့ဆုံးဖြတ်ချက်ချပြီးမှသာကောင်းဤသိဤလားဆိုတာမိမိဟိုဆုံးဖြတ်ချက်ချသိပါတယ်နော်ပြောမှဆိုရင်ဒီလူမှုရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ထိုးနှက်ချတတ်မဲ့သူတွေပေါ်လာတတ်တယ်ဒီလမှာနော်ကုံရာလီဘွားတွေအဲ့တော့ နုမာလာမှာကွန်ရာရီဘွားတွေကကျမရင်နဲ့ပတ်သက်ပြီးတော့ကောင်းမွန်လိမ့်မယ်နော်ကြီးကြီးမားမားထိခိုက်အန္တရာယ်ရှာနာတာတွေစတာတွေကိုဖြစ်တာအရန်နေတာပေါ့နော်ပြောမှဆိုရင်ကျမရင်နဲ့ပတ်သက်ရင်ကောင်းမွန်လိမ့်မယ်လို့ပဲပြောချင်ပါတယ်အချစ်ရင်အချစ်ရင်နဲ့ပတ်သက်ရင်ကွန်ရာရီဘွားတွေကနော်ဒီအထီးကျန်ဆန်တဲ့အချစ်ရင်တွေဖြစ်တတ်တယ်ပြောမှဆိုရင်ဒီမိမိရဲ့ချစ်သူသမီးစားကမိမိကိုဟိုပြစ်ထားတာတို့နော်စတာတွေကိုအသွေးတွေဝင်နေတက်ပြီးတော့ ြောမှဆိုရင်ဟိုမိမိကိုမိမိအထီးတွေကြံတာပေါ့နော်တစ်ဖက်ကလည်းအစွမ်းကုန်ချစ်နေပါလေမိမိကိုမိအထီးကြံတဲ့အချစ်မျိုးဖြစ်တတ်တယ်ပြောမှဆိုရင်မိမိသူ့ကိုတန်တရားဝင်တာတို့မိမိအထီးကြံတာတို့သွားကျင်တဲ့နေရာတွေကိုလိုက်မပို့တာတို့စတာတွေကမိမိရဲ့စိတ်ကိုရှုပ်ထွေးစေပြီးတော့ပေါ့နော်အချစ်ရေးမှာအများကြီးပဲထိခိုက်ဝါတတ်တာပေါ့ပြောမှဆိုရင်ဟိုကိုယ့်ရဲ့ချစ်သူအပေါ်ကိုအနိုင်လိုချင်စိတ်အများများတဲ့လာဖြစ်တယ် เนาะဟိုအချစ်ရင်နဲ့ပတ်သက်ပြီးတော့အစိတ်အလူမကြတာတို့စိတ်ဖွင့်မကြတာတို့ဆွတ်ဆွဲတာတို့တမုတ်တာတို့စတာတွေဖြစ်တယ်လားဖြစ်တယ်ပြောမှဆိုရင်ကုံရီဘွားတွေက အချစ်ရင်နဲ့ပတ်သက်ရင်ဒီလမှာအနှင်းငယ်ညံ့တယ်လို့ပဲပြောချင်ပါတယ် အိမ်တော်ရင်းနဲ့ပတ်သက်ရင်ပေါ့နော်ကုံရည်ဘွားတွေကပေါ့နော်ဒီနိုဝင်ဘာလမှာအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အိမ်ပူအိမ်ဆူတာတွေဖြစ်တတ်တယ်ဘေးစကားကြားစကားတငယ်ချင်းအနှောက်ရှက်တွေကြောင့်မိမိတို့ရဲ့အိမ်တော်ရေးကပျက်စီးတတ်တယ်ပြိုလဲတတ်တယ်ပြောမယ်ဆိုရင်ဟောသွေးထိုးစကားကြားစကားမိစကားတွေကြောင့်မိမိရဲ့အိမ်တော်ရေးပျက်စီးတတ်တယ်အနေထားမျိုးတွေရှိတတ်တယ်ပေါ့နော်ပြောမယ်ဆိုရင် ကုံရာဒီဘွားတွေကဒီနိုဝင်ဘာလမှာ ိမ်အောင်ရင်းနဲ့ပတ်သက်ရင်ညံ့တယ်လားဖြစ်တယ်နော်အားကြောင့်မိမိရဲ့နေအိမ်ဖျားကန်းမှာနော်စီးပွားရေးလူမှုရေးကျန်းမာရေးနော်အာအိမ်တော်ရေးအခြေရေးအဆင်ပြေအောင်ဖျားဖျားစင်မှာပေါ့နော်ဒီလက်ဖက်လက်ဖက်လေးတပကံကိုကပ်ပါအညွတ်ယူရလေးရတယ်လက်ဖက်အသားလေးရတယ်လက်ဖက်အညွတ်လေးရတာပေါ့နော်အဲ့ဒါလက်ဖက်ယူတပကံကပ်ပါပြီးတော့တောက်တူရေးသုံးခက်ကပ်ပြီးတော့မိမိလူရစုကိုတော့နော်ဆက်ဆက်ရအဆင်ပြေချုံမှုတွေဖြစ်လာပါလိမ့်မယ်ခင်ဗျာ Myanmar my us all.